ားလုံးဝမင်္ဂလာပါခင်ဗျာကဲကျွန်တော်မိတ်ဆွေတွေဒီနေ့ကတော့ငါးလုံးငါးလုံးဖြတ်ကြမှာเนาะအဲငါးလုံးကဒီမှာအသေးလေးတွေရောအရေးချင်းလေးတွေရောရှိပါတယ်เนาะအရေးချင်းလေးတွေရောရှိတယ်ဖြတ်ခိုင်းတာတော့ကြာပြီကျွန်တော်လည်းငါးကနေမဖြတ်ဘူးเนาะချိုးပဲလေးတွေပဲသူကမစိုးပြောမှာเนาะဝယ်ထားတဲ့ဈေးလေးလည်းမစိုးเนาะ ဖြတ်ကြည့်ရမှာပဲเนาะဝယ်ထားတဲ့ဈေးတန်းကတော့မစိုးဘူးပေါ့เนาะသူဝယ်တဲ့ဈေးတန်းမစိုးဘူးเนาะအဲဒီတိုင်းရောက်ရင်တော့မစိုးဘူးပေါ့เนาะဖြတ်ရင်တော့ဒါကတော့ကြည့်ရမှာပေါ့เนาะကဲအဲ့တော့ငားလုံးဆိုတော့ဘယ်ကဆက်ဖြတ်အရေးကြောက်ကဆက်ဖြတ်မယ်เนาะကဲကြည့်မယ်အရေးကြောက်ကဆက်ဖြတ်မယ်ဗျာနော်ညီလေးဟီရိုဟီရိုညီလေးဝေယံညီလေးဘာကြီးညီလေးနောင်နောင်မင်္ဂလာပါနော်โอเคอ่ะเดี๋ยวมาဖြတ်မယ်ဗျာအဲဒီမှာ ဒီမဒီမဆော့တော့မတွက်နဲ့နော်ဒီမအေးဒီမအောက်မှာအနာနော်ဒီဘက်ရောရှိသေးလားအရှိဒီဘက်လည်း color တော့ရှိသေးပဲနော်ဒီဘက်တော့ color တော့ရှိအဲ့တော့ရမ်းတော့ညက်တယ်ဗျနော်ရမ်းညက်တယ်အဲဒီမအနာပေါ့နော်ကျွန်တော်ပြောဒီမအနာပါလေရမ်းညက်တယ်ရမ်းလင်းအားရှိသေးအမေရမ်းလင်းညက်တယ်ရမ်းလင်းအားလည်းရှိသေးဗျနော်ရမ်းလင်းအားရှိတယ်ရမ်းညက်တယ်စားစားကြရတော့မဟုတ်ဘူးပေါ့ဗျာ เนาะချုံမွန်ရမ်းလောက်တော့ရှိတာပေါ့เนาะချုံမွန်ရမ်းလောက်တော့ရှိတာပေါ့เนาะချုံမွန်ရမ်းလောက်ဆိုတော့လက်တန်းသားအဆင့်ပေါ့ဗျာเนาะအဲကြောက်အစီရှိတယ်อืมပြီးတော့ကျွန်တော်ပြမယ်เนาะပြီးတော့ဘာရှိသေးလဲဆိုတော့ကြောက်အစီတော့ရှိတယ်မစိုးရုံပဲအစီအပြည့်မဟုတ်ဘူးပေါ့เนาะရန်လင်းကဘယ်လောက်လဲရှိတယ်ရန်လင်းကလည်း50 60ခန်းလောက်ရှိတာပေါ့เนาะ60ခန်းလောက်ပဲရှိတယ်အဲ့တော့အပွင့်ရအပွင့်ရရနိုင်ပါတယ်เนาะအပွင့်ရမှာပေါ့เนาะ तू อ่ะကျွန်တော်ပြမယ်ဗျာဒီမှာ तू အကုန်လုံး နော်အကုန်လုံးကို၈သိန်းနဲ့ဝယ်ထားတာနော်၈သိန်းနဲ့မှာကျွန်တော်ပြမယ်သူကကျိုးလေးတွေရှိတယ်နော်ဟိုတုန်းကကျွန်တော်ပြနေတော့အဲဒီမှာနော်ကျောင်းမျိုးကျောင်းသားရှိတယ်အဲဒီမှာလဲကျိုးပါဒီမှာတွေ့လားဒီမှာနော်ဒီမှာကျိုးကျိုးရှိတယ်ဒီမှာချောက်အရေးရှိတယ်ဒီမှာနော်ဒီမှာဆိုနက်ပေါ်တော်ကောင်းစီတွေ့လားအဲ့တော့သူကမစိုးဘူးသူဝယ်တာလေးတွေอ่ะနော်အလုံး၂သိန်းလုံးကြာတာပေါ့ဗျာ၂သိန်းလုံးကြာတာပေါ့ဒါကတော့မလှပါဘူးဒီကျောက်ကတော့နော်အပူစုနေမှာပေါ့ဗျာဒီကျောက်လည်းမလှဘူးနော် အဓိကကတော့ဒီ၃လုံးပေါ့နော်ဒီ၃လုံးကိုသူကဝယ်တာနော်အဲဒီ၃လုံးကတစ်လုံးကို2သိန်းကျော်ကြာမှာထားပါတော့ဒီနေ့တော့5000လောက်ချလိုက်ရွာဒါ2သိန်းကျော်နှုန်းပေါ့နော်အဲ့တော့နေထားရမစိုးဘူးနော်โอเคအဲ့တော့ကျွန်တော်ပြောရှင်စီးဒီလိုက်ပေါ့နော်အဲ့တော့ကြောက်သားမစိုးယုံမဲအဲအလက်တန်းသားစင်ပေါ့နော်အဲ့တော့အချုံမုံရန်အချုံမုံရန်ထားပါတော့ဗျာအချုံမုံရန်တနေနေလေးတော့သေးတာပေါ့နော်အချုံမုံရန်ဖြစ်မယ်ပြီးတော့ အဲဒီမှာလဲအသားလေးတောင်မှာတော့အဲဒီမှာပေါ်နေနော်ဒီမှာနော် okay အဲ့တော့ဒါလေးအနာပဲဘာမှနင်းရမလို့ဒီမှာနှစ်ပေးနှမ်းရှိတယ်နော်အဲ့နှစ်ပေးနှမ်းလေးတိုင်းကျွန်တော်တို့နင်းလိုက်ရင်ရပြီနော်အဲ့တော့အပွင့်ရမရတော့ကြည့်ရမှာပေါ့နော်ကြောက်သားနည်းနည်းချင်းမယ်နော်ရမ်းတော့ညက်တယ်ဆိုပေမဲ့ရမ်းညက်တယ်ဆိုပေမဲ့ရမ်းလင်းရတော့90ရာခိုင်နှုန်း60 60ရာခိုင်နှုန်းတော့ရမ်းလင်းရရှိသေးရာခိုင်နှုန်းနည်းရမ်းလင်းရ60ရာခိုင်နှုန်းတော့ရှိတယ်အဲ60ထားပါတော့အဲ့လောက်လို့ရှိမှာပေါ့နော်အဲကြောက်သားနည်းနည်းချင်းမယ်နော် ကဲအပွင့်ရရင်မစိုးပါဘူးနော်အပွင့်ရရင်မစိုးပါအဲ့တော့ဒီမှာကျွန်တော်မျိုးစီမှာဘာမှကြည့်ကြမလို့တော့နော်အနာဘာနော်နပိနာဘောနော်ကဲအနာတိုင်းနေမယ်ဗျာနော်နာတိုင်းနေရပြီလေနော်ဒါပဲနော်ကဲကြည့်မယ်ကျွန်တော်မျိုးစီမှာနော်โอเคအဲ့တော့ဒီမှာအနာနော်ကဲအနာတိုင်းနေပြီဗျာကဲတလုံးတော့သွားပြီညီလေးအောင်မျိုးမင်းမင်္ဂလာပါညီလေးအောင်မျိုးမင်း ညီလေးနိုင်လို့ညီလေးစွမ်းမင်းငါကြီးကြောက်သွားပြီဘယ်မှာခန်းကြီးကြောက်တယ်ငါကြီးလေနော်ခန်းကြီးစီဒီဆိုင်းလောဆိုင်းလောဟာညီလေးထွန်နိုင်ညီလေးကိုထွန် MD1 ညီလေးအေးပိုင်ဟုတ်လားညီမဆင်မမမ်းမရအောင်ပြင်တာဟုတ်လားမက်ဆေ့လားညီလေးအောင်မျိုးထွန်ညီလေးနိုင်နိုင်ညီလေးဝေဖြိုးညီလေးဟီရိုမန်ညီလေးစီတီအေးကွန်ဖြိုး ဒီလိုမျိုးထက်ဒီလိုပါရန်လားဟုတ်လားဒီလိုပူရန်လားမင်္ဂလာပါဒီလိုရဲမျိုးတွင်မင်္ဂလာပါဒီလိုရွှေတိုးမင်္ဂလာပါโอเคကြည့်အောင်ဗျာနော်ဖြတ်ပြီးသွားပြီဗျာကဲကြည့်မယ်ဗျာဖြတ်ပြီးသွားပြီနော်အဲ့ဒီနေ့6လုံးကြောင်ကြည့်ရမှာနော်အများကြီးပဲနော်ခေါင်းကြောင်ရောင်းပေးပါခေါင်းကြောင်ကသူတို့ကမရောင်းလား သူတို့ကတော့မယောင်းရဲဖြတ်ခိုင်းနေတော့ဟိုလည်းမတတ်နိုင်ဘူးနော်ကဲကြည့်မယ်ကွာနော်ကြည့်အောင်အင်းအသားတော့မြင်ရပြီနော်အသားတော့မြင်နေရတယ်အဲဒါမှအရေးအဲအရေးနော်အရေးကြောက်သားနည်းနည်းလေးခြေတွေပြနော်ကဲဆက်ဆွဲမယ်ကွာဆက်ဆွဲပြီအဲအထက်ခံသွားတယ်နော်အထက်ခံသွားတယ် ညီလေးအေးအေးအသန်းကိုကိုလားဟုတ်လားကဲကျွန်တော်မြင်ရှင်ရနော်အဲ့တော့ဒီမှာနော်အနာအနှစ်ထက်ခံနေအဲကြောက်သားချင်းတွေကြောက်စီရတော့ကျွန်တော်ပြောတဲ့60ရာခိုင်နှုန်းတော့ရှိပါတယ်ဟမ်အဲ့တော့အထက်ခံတာပေါ့နော်ကဲအဲ့တော့အဲ့ဒီအထက်လေးလေးကြာလဲဆိုတော့ဒါလေးပို့ခိုင်းလိုက်မယ်နော်အဲ့ဒါလေးပို့ခိုင်းလိုက်မယ်အောက်ကနေထားကြည့်ရအောင်နော် အောက်ကလည်းအဲမဟုတ်ဘူးဒီဘက်ကတော့တိတ်မလာဘူးနော်ဒီဘက်ကတိတ်မလာဘူးအင်းဒီမှာဒီ net ပေါ့လေနော်ဒီ net ပေါ့လေတစ်ချက်ပို့ခိုင်းလိုက်မယ်နော်ဒါကြီးတစ်ချက်ပို့ခိုင်းလိုက်မယ်နော်ဒီပေါ်ပေါ့နော်ခဲအဲ့ပေါ်လေးပို့သွားပြောင်းသွားပို့လိုက်တော့နော်အဲ့ဒါပြီးတော့ဒီမှာမလှတဲ့ကြောင့်ဒီဖြတ်မယ်ဗျာနော်ဒီမှာကြည့်မယ်ရန်မဟောပေါ့မန်းနေနော်မန်းနေကအကားလားအတိန်းနေဒီကပန်းပန်းပန်းနေဖြစ်နေနော် ပန်းဖြစ်ပြီးတော့အခွန်ကြမ်းမှာနော်ဒီကြောင်ကအခွန်ကြမ်းမယ်အဲကြမ်းတယ်အခွန်လဲကြမ်းတယ်အခွန်ကြမ်းမယ်နော်ဒါမန်းကျိုးရတာမျိုးသွားအဲဒီမှာထိတ်မှာအဲပေါက်တော့နေလာသေးတယ်နော်အမလောက်ပါဘူးညာအဲဒါတော့မလာတဲ့အနေထားအတိုင်းပဲကျွန်တော်ဖြတ်လိုက်တော့မယ်နော်အဲဒါဘာမှလုံမနေတော့နော်တိတ်မှမလာနော်ထားပါတော့ဒါမုတ်လေဖြတ်ပြအောင်ကိုကျွန်တော်ဖြတ်ရတော့ပါတော့နော်အဲထုံးစံအတိုင်းပါနော်ဒီနေ့မင်္ဂလာပါကဲဒီမှာကြည့်ရအောင်ညာနော်အဲတော့ပို့လိုက်ပြီနော် ွန်လိုက်ပြီဆိုတော့အပွင့်တော့ရတော့ရတယ်ထွေးတယ်ဗျာအဲ့ဒါကျောက်သားကျင်းကျဲတယ်ကကျဲပြီးတော့ထွေးတယ်တွေ့လားနော်နော်ထွေးတယ်နော်ဟုတ်တယ်ကျောက်သားထွေးတယ်မလွယ်ဘူးသလားနော်ထွေးတယ်ဆိုတော့ထွေးတယ်ဆိုတော့ဒီကျောက်လေးကတိတ်မတန်ဘူးဗျာသသိန်းဝန်းကျင်ပဲနော်သသိန်းဝန်းကျင်ပဲဒီကျောက်ကတန်းတာနော်မလှဘူး နော်5000 6000ဒါပဲတသိန်းတော့မတန်ဘူးနော်ဒီအဲ့ဒါတလုံးချင်းသွားမယ်ကျွန်တော်ကတော့တန်ကြီးတန်ကြီးတိုင်းသွားမှာပါရော့တသိန်းဝန်းကျင်မယ်နော်အဲ့တူကတော့2သိန်းဝန်းလောက်ကြာမယ်အဲ့ဒီတော့ကတော့နော်ခေါင်းကြောက်တိုင်းပေါ့နော်သူကလည်းဟိုတနေ့ကမဖြတ်သေးဘူးလားလမ်းမင်းနေနော်ဒီကောင်ကတော့ကျွန်တော်ပြောမယ်ကြောင်မျိုးကောင်းနေနော်ကြောင်မျိုးကတော့ဒီမှာထိုးပေါက်ရင်ထိုးပောင်ရင် ပောက်နေတာကြောင်မျိုးရှိတာပဲအဲ့တော့မှတအားကြီးထိုးပောင်ရင်တော့ကြောင်မျိုးကောင်းနေခေါ်တာပေါ့ဗျာအဲ့ကျွန်တော်တင်းတန်းသားတွေလည်းတချို့ညီတွေလည်း ကြောင်မျိုးနဲ့ကြောင်သားနဲ့မကွဲဘူးဘယ်လိုပြောရမလဲမသိဘူးဒီမှာလေးကြောက်ကဒါမို့ထူဒါမျိုးနဲ့ထူလို့ပေါ့ရင်ကြောင်မျိုးကောင်းလို့ပဲလေဟုတ်တယ်မလားအဲ့တော့ကြောင်မျိုးထူပေါင်မှာတော့ကြောင်မျိုးရှိလို့ပေါ့ဗျာအဲ့တော့ထူပေါက်တဲ့ဆိုကောင်းတဲ့ထက်ပါပါပြီနော်အဲ့တော့အဲ့ဒါကိုမကွဲကြဘူးဘယ်လိုဖြစ်နေလဲကြောင်မျိုးရဲ့ကြောင်သားရဲ့မတူဘူးနော်ကြောင်မျိုးကောင်းကကြောင်သားကောင်းတယ်လေထင်ကြရတယ်နော်ဘယ်လိုပြောရမလဲအဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကပန်းဂျိုလေးပါနော်ဒါပေမဲ့ပန်းဂျိုအတိတ်လေးပါနော်အတိတ်လေးပါနော်ဒါရှင်းတယ်ဗျာနော်ဒါကရှင်း ဒါကရှင်းခေါ်ပါတယ်အဲ့တော့ရှင်းပြမှာရည်ဆွဲပါတယ်เนาะအဲ့တော့ရှင်းပြမှာရည်ဆွဲလဲဆိုပြီးတော့ဂျင်းတော့ထိတ်ခမ်းပြကြတယ်เนาะရှင်းပြဒီပန်းကျူးလောက်နဲ့ဘာမှလုပ်မရအောင်เนาะโอเคအဲ့ရှင်းပြရအနေထားကိုဖြတ်မယ်ဗျာရှင်းကကတ်ရှင်းเนาะအပေါ်လေးမှာမကတ်နေတာပါအဲ့တော့ဒါကကတ်ရှင်းခေါ်တာပါเนาะအဲ့တော့ဒါကကတ်ရှင်းเนาะโอเคအဲ့ရှင်းခွာပြီနော်အဲ့တော့ဒီဟာကြည့်အောင်อืมလာပါဦးနော်နော်အကြီးကလာတိတ်ပါလေ နော်ဒီကလာတိတ်နေမလှဘူးဒီဟာတော့နော်အဲ့တော့နှစ်သုံးဖက်လာတော့ရှစ်သိန်းရတော့ခြေလီမကောင်းဒါပေမဲ့ကျွန်တော်ဒီကြောင်လေးပဲစိတ်ဝင်စားတာရှစ်သိန်းထဲမှာဒီမှာအဲဒီမှာနော်ဒီကြောင်လေးကလည်းစိတ်ဝင်စားတဲ့အကောင်းနဲ့နော်ကျွန်တော်တင်တန်းသားကြီးလည်းပြောမရပါဘူးညာမဝင်နဲ့မဝင်နဲ့ပြောတယ်ဒါဝဲလာတာမန်းလေးမှာမန်းလေးကအပြင်မှာဝယ်ရတော့ဒါအပြင်မှာရှိဝယ်တာလိုင်းပေါ်တော့မဟုတ်ဘူးနော်ဒါရီကဒါလီရတော့ပြန်နားတော့များတာပေါ့ဒါပေမဲ့ကာလာလေးပါတယ်အဲကာလာလေးပါတဲ့တုံးတုံးကာလာကျူးပါလေးဆိုတော့ ဒါလေးကနည်းနည်းလေးပဲစိတ်ဝင်စားစရာကောင်းတယ်နော်။တော့သူကနည်းနည်းလေးတော့အကျဉ်းရပါတယ်။အကျဉ်းရပါတယ်။ဒါပေမဲ့အချီပေါက်ပါတယ်။အရေးလေးပေါ်မှာကြီးမှာ။အရေးပေါ်မှာအာအချီပေါက်အစီပေါက်ပါတာပေါ့ဗျာအရေးပေါ်မှာနော်။အဲ့လိုပါနော်။ Okay အဲ့တော့ဒီကြောက်ကြတော့ဘာလို့ဖြတ်မလဲ။အဲ့တော့ဘဘူးလိုင်းသွားဖို့အချက်လိုင်းအတင်လိုင်းပေါ့ဗျာ။အဲ့လိုသွားမှာပါ။နော်အဲ့တော့ကျွန်တော်နည်းလှတဲ့နန်းလေးရွေးထားပါဒီကောင်နော်โอเคအဲ့တော့ဒီမှာကြည့်အောင်နော်အဲ့တော့ကက်ရှင်းလေးကြည့်အောင်ကက်ရှင်းလေး ืมတွေ့လားเนาะတက်ရှင်းလေးเนาะပြောเนาะမလှပါဘူးဒါလည်းဖြူကြီးပါအားရเนาะဟိုကက်ရှင်းနဲ့ကက်ရှင်းနဲ့ပက်ရှင်းတွေစိုက်တာစိုက်ရှင်းတွေကိုမသိမှဆိုလို့ဒါကကျွန်တော်မဖြတ်ခင်လည်းပြောပြတာဒါကက်ရှင်းဆိုတာเนาะဘာကြောင့်ကက်ရှင်းဖြစ်အောင်ရှင်းပြเนาะဘာကြောင့်ကက်ရှင်းလဲဆိုကြည့်เนาะအဲဂျင်းထက်ခံရမှာဆိုလို့ပြောတာနော်နော်ဒီမှာရှင်းရတယ်မှာဒီမှာပဲရက်သွားတယ်နော်ရှင်းရတဲ့ဘောက ညနေရှန်နေဆိုဒါပဲသူကအဲ့မှာမှာရှင်းကပန်းလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ရှင်းကျူးမြင့်မြင့်လေးတွေဒါမျိုးပတ်သွားပြီဆိုရင်တော့နော်ရှင်းကျူးကဒါမျိုးပဲပတ်သွားပြီဆိုရင်တော့ကတ်ရှင်းဆိုရင်တော့နော်ကဲဘလို့မှမယုံနဲ့ချိစပြောတော့မယုံနဲ့ပေါ့နော်ကတ်ရှင်းလို့သူပြောလိုက်မယုံတော့နဲ့ပေါ့ဗျာနော်အဲ့တော့ရှင်းကဒါကတ်နေလို့ဒီနားလေးကတ်နေတယ်ဆိုရင်တော့ဒါလက်ခံလို့ရတာကတ်ရှင်းဆိုတာသိကြတာဟုတ်နော်အဲ့ရှင်းကဒါမျိုးပြတ်နေတဲ့နေထိုင်ကိုမှမဟုတ်ပါဘူးဒါကြီးကကတ်ရှင်းပါလို့ဆိုရင်တော့နော် ယူနေလားပဲပြောလိုက်ပါဗျာနော်โอเคအဲ့တော့ကြည့်လိုက်မယ်နော်အဲ့တော့တော့မအားကြမ်းနဲ့ပေါ့ဗျာနော်အဲ့တော့ဒီကြောက်ကိုကျွန်တော်နည်းနည်းလှတဲ့နန်းလေးကိုကျွန်တော်ရှင်းပြမယ်ဗျာနော်โอเคအဲ့တော့လှတဲ့နန်းကကျွန်တော်ဒီနားလေးရမ်းလှတယ်ဗျာနော်အဲ့တော့ဒီအကြောလေးပဲကျွန်တော်ဖြတ်ပြပေးပါမယ်နော်အဲ့တော့သူလဲတက်တာအောင်ပေါ့ဗျာနော်ကျွန်တော်ရှုံးတာလေးမြားရနေပြီနော်နော်ရှင်နာရီများနေဆိုတော့ရှစ်သိနော်အဲ့လိုမျိုးမန်လေးကနေဝဲတာမန်လေးမှာမန်လေးမှာလိုင်းနဲ့ဝဲတာမဝဲနေပြောတော့ဆရာလေးကြောင်းမပီလို့လေကိုတောင်အပြစ်ချတယ်စေနော် ျွန်တော်လည်းရောင်းမပေးနိုင်ဘူးကျွန်တော်တင်တန်းသားတွေအသေးအတိုင်းပဲဖိုက်တာတွေကြီးပဲဖြတ်မလားကြီးလုံးတာဟိုသူတော်ကြီးပါလားကြိုင်းမှမရောင်းတာဒီတန်းလေးသူကလည်းသူရောင်းရင်တော့နော်ကြောက်ကတော့ဝဲတဲ့စည်းမစိုးဘူးနော်ဒါဒါလေးဆိုတော့မစိုးဘူးလေနော်ဟိုကလေးလည်းရောင်းဝင်လှတာပေါ့ဗျာနော်အဲ့တော့အဲ့လိုလေးရှိတာပေါ့ဒါပေမဲ့သူတို့ကမှဖြတ်ချင်တော့လေဖြတ်ပေါ့နော်ကဲဒီမှာတော့မန်းသွားတာတော့မှန်တယ်ကြောက်အစီလေးရှိပါတယ် เนาะဒီမှာဒါပေမဲ့အနာများလုံးတယ်ဒီမှာတွေ့လားခန်းနီးကြောက်ဗျာเนาะအနာရမ်းများတယ်เนาะဘေးသားတော့ကျွန်တော်မိတ်ဆွေများဘာမှပြောမနေเนาะဘေးသားအသိသုံးမြာเนาะဒီမှာဒါပြီးထောက်ကြည့်เนาะထိတ်သုံးမြာဆိုအရင်ဘောမမဲသုံးရမှာအောင်နားအဲ့လိုများတာလीเนาะ၆စီပါတာမှန်တယ်ကြောက်သားရှိတယ်ကြောက်စီရှိတယ်ကြောက်ရေပေါ်မှာလှမှာသိကြတယ်เนาะဒါပေမဲ့ဒါပေမဲ့ဒါပေမဲ့ပေါ့ဗျာเนาะမဝဲသိဘူးပေါ့ မော်ရသင်းမဆိုးတာမဆိုးတာပဲလေမော်ရသင်းတာမော်ရသင်းတာပေါ့နော်ဒီတိုင်းပြန်ရောက်ရင်တော့တိတ်တားပြဿနာမရှိဘူးပေါ့နော်အဲတော့ခုဟာဒီတိုင်းညောင်းဖြတ်မယ်ဆိုတာကြီးပဲဆိုတော့နော်အဲ့တော့ကျွန်တော်ကတော့နာရမ်းများတဲ့အတွက်ကြောင့်အဲ့အနက်ရှောက်နာတိုင်းသွားမှာပါနော်နန်းအလှလည်းဖြတ်မှာပါကဲဖြတ်ပြီဗျာ ဖြတ်ပြီဆိုတော့ဘယ်လိုဖြတ်မှာလဲဆိုတော့ဒီမှာကျွန်တော်မေ့ရှင်းပါသူကကျွန်တော်သူကဒီမှာ net box ရှိတာဟုတ်နော်အဲ့အမှန်ပြောရရင်တော့အဲ့ net box လေးပို့ရောင်းရအောင်မဆိုးတော့ဒီတိုင်းဖြတ်လိုက်ရင်ဒီတိုင်းဖြတ်လိုက်ရင်အဲ့ ठी ကြီးပဲရှိမှာအနာတော့ဒါမို့သွားတဲ့အတွက်ကြောင့်ကျွန်တော်ကအနာကိုအနာပြင်လိုက်သွားမှာအနာကိုပြင်လိုက်ဆော်မှာကောင်းမှုပြန်နော်အဲ့တော့ဒါလေးတစ်ချက်ဒါလေးတစ်ချက်နည်းနည်းလေး꽌ကြည့်အောင်ဟိုပဲကြည့်အောင်ကဲဒါမှကြည့်မယ်ဗျာဒီမှာကြည့်အောင်နော် အဲ့တော့ဒီမှာကျွန်တော်မြင်မှာနော်ကြည့်မယ်အဲ့တော့ကျွန်တော်လှမ်းမယ့်နေရာရွေးဖြတ်တာနော်โอเคကြည့်အောင်နော်ဒီမှာနော်ကျွန်တော်လှမ်းမယ့်နေရာရွေးဖြတ်တာပါโอเคနော်ဒီမှာနော်ဒီမှာနော်ရောင်းစားလို့ရတယ်နော်ဒါပဲရန်လျှောက်ပြန်လက်မှာနော်အဖြတ်တော့အမှန်ဆိုရင်တကယ်တမ်းဆိုရင်ဒီထိပ်လေးပဲကျွန်တော်စဉ်းစားရတယ်ခေါင်းနာကလေးอ่ะနော်အဲ့ဒီဒီဘက်ကနည်းနည်းပို့လိုက်ရင်ကောင်းအောင်လားဗောနော်ဒီဘက်အနာအောင်မထိမရောက်ဖဲနဲ့ဒီထိပ်လေးပဲပို့ရင်ကောင်းအောင်လားဗောနော်လှလှပါတယ် ော်ဒီတန်းလေးလည်းဒီမှာသူ့အနေသူကြောင်းစားဝင်လေးပေါ့ဒါလေးရတော့เนาะအဲ3သိန်းခွဲလောက်တော့တန်းနေပြာเนาะဘာဖြစ်ဖြစ်တော့ဒါရောင်းစားတဲ့ကြောက်လုံးထွက်လာပြီဒီကြောက်ကတော့ကျွန်တော်ပြောတဲ့တောင်းပိုင်းပဲเนาะ4သိန်းလောက်တန်သွားပြီအဲ့တော့ဒီကြောက်ကဒီကြောက်ကဒီမှာအမှန်ပြောရရင်ဒါမျိုးကြောက်တယ်ဒီနားလေးလေအခုကျွန်တော်ပြမယ်เนาะဒီမှာဒီနေရာလေးเนาะဘယ်နေရာမှာမျက်ခန်းဆက်အောင်မထင်းနဲ့အဲ့နားလေးပဲကွန်ကြံလေးထည့်ပြီးတော့နည်းနည်းလေးကြိလှောက်အောင်လုပ်ပြီးတော့ရောင်းရင်ကောင်းတယ်เนาะကျွန်တော်ပြမယ်เนาะဒီနားလေးပေါ့ဗျာ မီးထိုးကျွန်တော်ပြအောင်လို့ဒီနားလေးပေါ့နော်မျက်ခမ်းမဆက်ပေးသေးနဲ့ပေါ့မျက်ခမ်းဆက်တယ်ဆိုတာမျက်ခမ်းဆက်တယ်ဆိုတာဒီအရေကျိုးနေရာနေပြီးတော့ဘေးကိုထိတာဟုတ်မျက်ခမ်းဆက်တယ်ခေါ်တာနော်မျက်ခမ်းမဆက်ပေးသေးနဲ့ပေါ့မာရဲ အာကျွန်တော်ကကျွန်တော်ကြောက်ဆိုရင်ကျွန်တော်ဓမ္မနီယာမျိုးလေးတွေကွန်ပြလိုက်တာကွန်ပြပြီးတော့အဲ့တိုင်းသွားမှာဖြတ်ရဲဦးနော်ဟောပြအောင်ကြည့်မယ်နော်အဲ့မှာတွေ့လားနော်အဲ့မှာတွေ့လားဒီမှာတွေ့လားဒီမှာတွေ့လားနော်အဲဒီမှာနော်လှတယ်ဒီမှာနော်အဲ့တော့ဒီမှာကြီးပေါက်ပြီးတော့အဲ့ညာလေးအတီပေါက်လေးဖြန့်လက်မှာဖြန့်လက်မှာနော်ခဲညီလေး အိတ်ချစ်နော်ဒါကြောက်ဆရာညီလေးဟာပါနော်ညီလေးအိတ်ချစ်မြှောက်မလုံးနဲ့တော့နော်ဒီမှာအခုအသားလေးလည်းဖော်ပြပေးထားတယ်ဒီမှာနော်အသားလေးလည်းဖော်ပြထားတယ်နက်ပေါက်လေးလည်းတွေ့ထားတယ်ဒါလေးကသာတီတီချာချာနော်မှတ်လေးနှုတ်ပြီးရောင်းနော်အကြောက်သားလည်းမြင်သွားပြီကြောက်အကြီးဝါလည်းတွေ့သွားပြီနော်အဲ့တော့ကို့ဖာသာကိုသာလက်တက်ဆန်းကျင်တဲ့လူကြောင့်ကွာဖြန့်တော့ချင်းနေမကောင်းဘူးနော်ဖြန့်တော့ချင်းနေမကောင်းတွေ့လားဒီမှာနော်ကျွန်တော်မြင်စင်မှာအဲ့ဒါပဲနော်အဲ့တော့ကြောက်က ဖက်ဆန်ရှာပေါ့ဗျာဟုတ်တယ်မလားဖက်ဆန်ရှာအဲပညာရှာခြင်းနဲ့ပညာရှာခြင်းနဲ့ဆိုပြီးတော့ဗတမီထိုးဗတမီထိုးတယ်မလားပညာရှာခြင်းနဲ့မလုပ်ကြနဲ့နော်ပညာကတော့အမှန်ပြောရင်တော့ဟိုဟာလုပ်မှဟောပေါ့ပညာတော့ရအောင်တော့ရှင်ယူကြပေါ့ဗျာပြီးတော့မှဖက်ဆန်ရှာပေါ့ဗျာဒါပေမဲ့ဒါမျိုးတွေကဒီလိုကြောင့်မျိုးတွေကိုဒါမျိုးကြောင့်မျိုးတွေကိုတော့ပညာသွားမယူကြနဲ့တော့လေဗျာ နော်လောက်အန်ဒီများတဲ့ကြောက်ကိုနော်ဒီမှာနော်နက်ပေါက်လေးတွေ့လားဒီမှာနော်ကျွန်တော်မြင်စင်မဲနော်ဘာမှချော့ပြပေးမယ်နော်အော်ဟိုပစံရှာတဲ့ခါမှာဟိုကျွန်တော်မြင်စင်တမီးဆိုကျွန်တော်မြင်စွေတွေကိုကျွန်တော်ကတော့ဟိုအခုနောက်ပိုင်းတော့ကျွန်တော်တိတ်မဖြတ်ချင်တော့အဖြတ်တဲ့နဲ့ကြောက်စင်းတော့ဖြတ်ပေးလိုက်ဖြတ်မဖြတ်တဲ့နဲ့ကြောက်တိတ်မဖြတ်စီချင်တော့ဘောနော်လုံးလို့ရတာတိုင်းမှားမိုင်းဟာရီမန်တိရတဲ့နဲ့တော့မဖြတ်ချင်တော့သိပြီးတော့နော်တချို့ကတော့မဖြတ်လဲဒီတိုင်းပဲဒီမှာဝယ်မှာမဟုတ်ဆိုတော့ကျွန်တော်ဖြတ်ပြပေးလိုက်တာဘောနော် အဲ့လိုပဲသွားမှာပါမိုင်းရွေးတိတ်မဆန်ကြနဲ့ပေါ့ဗျာနော်မိုင်းရွေးဆန်တာမကောင်းပါဘူးနော်ကျေးဇူးတော့ပြမယ်နော်အဲကြည့်လိုက်တော့နော်ဒီမှာနော်ကြည့်လိုက်နော်ဒီမှာနော်သူကအကာအကာပြုံးအောင်ပါသေးတယ်တွေ့လားနော်အကာပြုံးအောင်ပါသေးတယ်ဒီမှာသူရဲ့နှက်ပေါက်ကအရန်ကောင်းတယ်ဒီမှာနော်နော်ဒီမှာနော်အဲ့တော့ဘာလို့မလဲဟုတ်တယ်မလားဒါဆိုရပြီလေကျန်တဲ့ကဘာလို့မလဲဒီဘေးသားမရဘူးဒီမှာလဲမြင်သွားပြီ ့သူရထားအကောင်းဆုံးနေရာကိုကျွန်တော်ကွာရတာအဲ့ကျောက်တစ်ခုကွာရနေဆိုရင်အကောင်းဆုံးနေရာကိုကွာရတာပဲเนาะအဲ့ဒါတော့မှတ်ထားပါအကောင်းဆုံးနေရာကိုကွာပါเนาะအဲ့တော့အဲ့လိုလုပ်ပြီးတော့မှဒါကြောင့်ရင်ဒါလေးကသူ့နဲ့သူသူ့ရဲ့ဒီမှာเนาะအကာခံတဲ့အနေထားရဲ့အတွင်းရဲ့နှက်ပေါက်ရဲ့ကြီအောက်ကြီပေါက်အားရဲ့เนาะကြောက်အသားနဲ့အဆင့်နေအကုန်လုံးကောင်းတယ်နော်အဲ့တော့စမ်းနေတဲ့လူစမ်းပေါ့။အဲ့တော့ကိုကတော့မစမ်းနှောင်းနေပါဘောနော်။ Okay အဲ့တော့ကျွန်တော်မိတ်ဆွေများအဲ့တော့ဖြတ်တဲ့အနေထားလေးတွေမှာဆိုရင်တော့ကျွန်တော်ပြောတဲ့ဒီ၃လုံးပါပဲ။ကြံတဲ့ဟာတွေကတော့မလှဘူးဘောနော်။အဲ့တော့ အဲ့တော့ဒီ၃လုံးရဲ့အနေထားလေးပဲရောင်းဝင်နေနဲ့เนาะသူကလည်းသူရောင်းလို့ရတာပါเนาะဒါပါပဲเนาะအဲ့တော့၈သိန်းက၃သိန်းခွဲ၄သိန်းဒါလေးကလည်းဘာဖြစ်ဖြစ်တော့၃သိန်းခွဲလောက်တော့ရနေတာပါเนาะအဲ့တော့၄၅သိန်းမူပြန်ရရင်မစိုးလေမင်္ဂလာပဲလေเนาะဟုတ်တယ်မလားဘာလို့တိတ်ပြီးတော့မိုက်ပါလဲเนาะမိုက်ပါနဲ့မမိုက်ပါနဲ့ကြောက်နေတော့ပြီးမိုက်နေเนาะကြောက်နေတော့ပြီးမမိုက်ပါနဲ့เนาะမိုက်ရင်ကိုမှာပါเนาะ ကဲကျွန်တော်မိတ်ဆွေများဒါကတော့ကျွန်တော်နေထားလေးတွေရှင်းပြပြီးတော့ဖြတ်ပြပြတာပါကျွန်တော်မိတ်ဆွေတွေလည်းကဲမမှားတဲ့နေစာရှိရမမှားအောင်လို့ကျွန်တော်တော့ကျွန်တော်အတွေ့အကြုံတွေနဲ့ရှင်းပြပြီးတော့မှ sharing လုပ်တာပါနော်ကဲကျွန်တော်ရဲ့ J Live channel အားပေးတော်အားလုံးကျေးဇူးပါနော်ဝေးအားလုံးပိုင်းမြန်ပါဗျာနော်